2025ခုနှစ်ဧပြီလ26ရက်နေ့မနေ့6နာရီမိုးလေဝသတိုင်းတာကြံများနဲ့ခမန်းကြံများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့မနေ့6နာရီတိုင်းတာကြံများအရမြမကန်ယူရမှာလေလူရှုပ်ခွေးမှုဖြစ်နေပြီးတော့ငလျင်ဒေသမှာတော့မိုးသားကျင်းစင်နေတာတွေ့ရမှာဖြစ်ပါတယ်။အဲဒီလိုမိုးသားတိမ်များကျင်းစင်တဲ့အတွက်ကြောင့်မလို့နေရောင်ကြီး မြေပြင်ပေါ်ရောကြာရောက်တဲ့အတွက်ကြောင့်မလို့မြေပြင် အပူချိန်များတိုင်းတာချက်များနဲ့ခမန်းချက်များကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ပထမအဦးဆုံးကျွန်တော်တို့သတိပေးခြင်းနဲ့ခမန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်ကိုပတ်ပြီးတော့ဝင်လာတဲ့လေစီးကြောင်းဟာမြန်မာပြည်အလယ်ပိုင်းကို ဖြတ်ပြီးတော့မြောက်ဘက်ကိုတိုက်ခတ်သွားတာတိုင်းတာရရှိပါတယ်။အဲ့ဒီလိုကြွေပြီးတော့ဝင်လာတဲ့လေတွေဟာ ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတန်းနေပတ်ပြီးတော့မှဧရာဝတီမြေရိုးတစ်လျှောက်တက်သွားတဲ့အခါမှာဆိုရင်မြေပြင်ညီလေတိုက်ခတ်တာတွေ့ရပါမယ်ကျွန်တော်တို့သတိပေးချင်တာကအဲ့ဒီလိုကြွေသွားတဲ့လေစီးကြောင်းဟာတခါတည်းမှာလေစုံကျက်ဖြစ်ပြီးတော့မြေပြင်ကိုဆင်းတိုင်းတဲ့အတွက်ကြောင့်မလို့ဒီဒေတာမှာရှိတဲ့လူတွေအကုန်လုံးကသတိထားဖို့အတွက် လိုအပ်ပါတယ်ထို့အတူပဲမြောက်ဘက်ကဆင်းလာတဲ့လေအေးကို တောင်ဘက်ကတက်သွားတဲ့လေပူစီးကြောင်းကဖိတဲ့အတွက်ကြောင့်မလို့လေမကြာခင်ရပိုင်းတွင်းမှာလေစုံချက်ကျပြီးတော့လေရင်းတက်ရောက်နိုင်တဲ့အနေအထားတွေရှိပါတယ်နောက်တစ်ခါကျွန်တော်တို့နလင်းဒေသအတွက်မြေပြင်မှာ နေထိုင်နေကြတဲ့လူတွေအတွက်မြေပြင်အပူချိန်ကို ကျွန်တော်တို့ဆက်လက် တိုင်းတာကြည့်တဲ့အခါမှာဒီကနေ့မနေ့6နာရီအချိန်မှာတော့မြေပြင်အပူချိန်ဟာ34ဒီဂရီစင်တီဂရိတ်သာ ရှိပေမဲ့လည်းနေ့လယ်7နာရီရောက်တဲ့အခါမှာကောင်းငင်ကနေရောင်ကြီးအပူချိန်ကိုစုပ်ယူပြီးတဲ့အခါမှာအပူချိန်42ဒီဂရီစင်တီဂရိတ်အထိအရာဝီမြေရိုးတစ်ချောင်းမှာမြင့်တက်လာတာတွေ့ရမှာမှာအထူးသဖြင့်တော့ မန္တလေးခရိုင်အတွင်းမှာဆိုလို့ရှိရင်42ဒီဂရီစင်တီဂရိတ်ကျော်သွားတာတွေ့ရပါတယ်ညနေ6နာရီရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့နေရောင်ကြီးကို တိုက်ရိုက်ဆုပ်ယူထားတဲ့အပူချိန်များကြောင့်မလို့မန္တလေးတိုင်းစကိုင်းတိုင်းမှာ46ဒီဂရီ စင်တီဂရိတ်ထိမြေကြီးတွေပူနိုင်တော့တကြောင်မလို့မြေပြင်ပေါ်မှာ နေထိုင်နေသူတွေအထူးသတိထားဖို့လိုပါတယ် မြေပြင်နဲ့တိုက်ရခန္ဓာကိုယ်နဲ့မထိတွေ့ဖို့လိုပါတယ်။ည7နာရီရောက်တဲ့အခါမှာတော့အပူချိန်ပြန်လဲကျဆင်းသွားတာတွေ့ရပါတယ်။29ရက်နေ့နေ့လယ်7နာရီချိန်မှာလဲထို့အတူပဲမန္တလေးခရိုင်နဲ့သခိုင်းတိုင်းသခိုင်းမြို့နယ်အတွင်းမှာ အပူချိန်46ဒီဂရီစင်တီဂရိတ်ထိမြေသားတွေပုံနိုင်တယ်လို့ပဲ29ရက်နေ့ညနေ6နာရီမှာလဲ ပုံမူပြီးတော့ပူပြင်ပြီးတော့46ဒီဂရီစင်နီဂရိတ်အထိမန္တလေးခရိုင်စကိုင်းခရိုင်မှာ အပူကြီးမြင့်တက်နိုင်တဲ့အနေအားရှိလို့အားလုံးတတိထားနေထိုင်ကြဖို့ကျွန်တော်တို့ဒီနေရာကနှိုးစော်တိုက်တွန်းအပ်ပါတယ်။28ရက်နေ့ရောက်တဲ့အခါမှာတော့မြမပီအလဲပိုင်းတွေကိုစတင်ပြီးတော့မိုးရွာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အပူကြီးကြဆင်းသွားနိုင်ပါတယ်။ကျွန်တော်တို့ 28ရက်နေ့မနေ့6နိုင်မှာအသေးစိတ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်ဒီကနေ့မနေ့6နိုင်မိုးတိမ်များအနေအထားနဲ့မိုးရွာသွန်းမှုတွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာကချင်ပြည်နယ်အထက်ပိုင်းမှာမိုးအနှဲငယ်ရွာပြီးတော့မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာစတင်ပြီးတော့အဆက်မပြတ်မိုးရွာတာတွေ့ရှိရပါတယ်26ရက်နေ့ စနေနေ့နေ့လယ်7:00နာရီရောက်တဲ့အခါမှာလဲအဲ့ဒီမိုးတွေဟာဆက်လက်ပြီးတော့သတင်းနာရီတိုင်းထဲမှာရွာသွန်းသလိုပဲကချင်ပြည်နယ်ထိပ်ဖြားမှာဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။26ရက်နေ့ညနေ6:00နာရီမှာဆိုလို့ရှိရင်တော့ကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနာရီတိုင်းမှာမိုးရွာပြီးတဲ့အပြင်ကိုပဲအချို့ဒေသမှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ကျွန်တော်တို့ခမန်းတွေ့ရှိရပါတယ်အပေါ်ပိုင်းကကချင်ပြည်နယ်မှာတော့မိုးနှဲငယ်ပါးသွားပါတယ်ည7နာရီရောက်တဲ့ခါမှာတော့မွန်ပြည်နယ်ကရင်ပြည်နယ်သတင်းနာရီတိုင်းမှာဆက်လက်ပြီးတော့မိုးရွာမှာဖြစ်ပါတယ်အဲ့ဒီအတိတ်ပဲကတော့26ရက်နေ့မှာ ကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနာရီတိုင်းမှာ24နာရီ မိုးရွာနိုင်တဲ့အနေအထားရှိပြီးတော့မိုးရေအားဖြင့်တိတသမ6လမလောက်တိရရှိပြီးတော့အချို့နေရာတွေကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။29ရက်နေ့မနက်6နာရီမှာဆိုရင်ကချင်ပြည်နယ်မှာမိုးပါသွားပြီးတော့မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းမှာဆက်လက်ပြီးတော့မိုးရွာနေပါတယ်။29ရက်နေ့နေ့လယ်7နာရီမှာတော့ မွန်ပြည်နယ်ကရင်ပြည်နယ်မှာမိုးအနည်းငယ်သာရွာပြီးတော့တနင်္လာနေ့တိုင်းအောက်ဖက်မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်29ရက်နေ့ညနေ6နာရီအတွင်းမှာတော့ကရင်ပြည်နယ်တနင်္လာနေ့တိုင်းမှာမိုးများတကယ့်သို့မွန်ပြည်နယ်တောင်ဘက်ချမ်းမာလေမိုးများနိုင်တဲ့အနေအထားကျွန်တော်တို့တွေ့ရှိရပါတယ်ညနေ6နာရီမှာည7နာရီအတွင်းကရင်ပြည်နယ်နဲ့တနင်္လာနေ့တိုင်းမှာ မိုးဆက်များနေတဲ့သို့မွန်ပြည်နယ်မှာလည်းဆက်ပြီးတော့မိုးရွာသွန်းမှုတွေဖြစ်ပေါ်နေပါတယ်။အခြားတိုင်းနဲ့ပြည်နယ်ဒေသတွေကိုကျွန်တော်တို့လေ့လာတဲ့အခါမှာရခိုင်ရိုးမမှာမိုးနှဲငယ်ကျပြီးတော့ရှမ်းပြည်တောင်ပိုင်းကယားပြည်နယ်နဲ့ပဲခူးတိုင်းအနောက်ချမ်းမှာအနှဲငယ်မိုးရွာနိုင်တာတွေ့ရပါတယ်။ဒီအတွက်ကြောင့်မလို့29ရက်နေ့စုစုပေါင်းမိုးရနိုင်တဲ့နေရာတွေကိုပြန်ပြီးတော့ ကြည့်တဲ့အခါမှာဆိုရင် ရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးနှင်းငယ်ရွာသလိုပဲကယားပြည်နယ်မှာမိုးဖွဲကျနိုင်ပါတယ်ကျွန်တော်တို့အထူးဂရုစိုက်ရမှာကတော့ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းမှာဆိုရင်မိုးရေကြီး၁.၆လမ်မှ၂လမ်မဝန်းကျင်တော့ရရှိနိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားပြင်ဆင်ကြဖို့ကျွန်တော်တို့ဒီနေရာကသတိပေးပါတယ် လိုအပ်တာများရှိလို့ရှိရင်လည်းဒီဗီဒီယိုမှာအောက်မှာလာရောက်မေးမြန်းနိုင်တယ်လို့ပဲကျွန်တော်တို့အင်တာနက်အခက်အခဲရှိရသူများအတွက် Telegram ကနေပြီးတော့အတန်ဖိုင်ဖြစ်ကျွန်တော်တို့ထုတ်လွှင့်ပြီးတော့မျှဝေနေပါတယ်ဆက်လက်ပြီးတော့မျှဝေပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်